ွဲဝင်ပိုးကင်တို့၏လက်ထက်ထိမ်းမြခြင်း ကီလူမျိုးအပြူလူပြူများသည်အိမ်တော်ဘက်ရွေးချယ်ရာတွင်မိမိတို့သဘောအလျောက်လွတ်လပ်စွာရွေးချယ်ခွင့်ရှိသည်မိဘကရွေးချယ်ပေးသူကိုကာယကံရှင်တာသမီများကမတက်တက်လင်ညင်ပန့်ခွင့်ရှိ၏တာသမီများသည်မိမိတို့သဘောဆန္ဒအလျောက်လွတ်လပ်စွာ ရွေးချယ်သောချစ်သူနှင့်အိမ်တော်မပြုမီမိဘများ၏သဘောတူခွင့်ပေးမှုကို တောင်းခံလေရှိသည်ဤတွင် လူငယ်များ၏လွတ်လပ်ခွင့်နှင့်မိဘတို့၏အုတ်ထိန်မှုတည်းဟုသောစံကျင်ဘက်သဘောနှစ်ခုကိုမြ ြတောင်းအကျိုးဖြစ်တုံအောင်ပေါင်းစည်းပေးထားခဲ့သော ရှေးလူကြီးများဤဒလိထုံးစံများသည် တိုးတက်၍ခေတ္တိုင်းနှင့်ဝန်ဆက်ပုံကို တွေ့မြင်ပေသည် အပြိုလူပြိုဘဝတွင်လက်ဝဲရေးပြခြင်းဟူသော ရှေးအခေါ်ပေါ်မှာယနေ့အောပွဲဟုကျင်းပပြုလုပ်သောအပြုလူပြိုခလိုင်ကွေစကားစစ်ထိုချင်းမှစတင်ခင်မင်းရင်းနှီးလာခဲ့ကြပြီးထိုမှတစဉ်သမီးရင်းစားဘဝတို့ရောက်ရှိသွားကြခြင်းဖြစ်သည်နှုတ်ဦးနှစ်ဖက်မိဘအုပ်ထင်းသူများကိုပွပွင့်လင်းလင်းပြန်၍ပြောပြကြပြီးကံကွက်မှုမရှိပါကကာယကံရှင်တို့၏တိုင်းနှင့်တက်သောမင်္ဂလာနေ့အတွက်သတ်မှတ်ကြတော်၏ရှေးရခင်အချိန်က မူအကြိုက်ခွာတန်းစီဟူသောစကားအရမိန်းကလေးအသက်အစိမ့်နှင့်ယောက်ျားကလေးအသက်30ပြည့်မှလက်ထပ်ထိန်များပေးလေးရှိကြောင်းတွေ့ရှိရပါသည်။သို့သောယခုခေတ်တွင်အချိန်တန်အရွယ်ရောက်ပြီဆိုလျင်လက်ထပ်ထိန်များခွင့်ပေးကြမည်သာဖြစ်သည်။ရှယ်ဝေးရောက်နေသောတူဝေရိုးရအနွယ်ဝင်မန်သမ ्या လက်ထပ်ထိန်များယင်တူဝေသူမလား မရောက်နိုင်သောအခါ တူဝေဆရာထံလူလွတ်အကျိုးကြောင်းပြပြရာဤတနေ့သောအခါတွင် တူဝေတို့ ပြန်လာပြီးရိုးရာလှုပ်ယိုလှုပ်ဆင်များကိုလှုပ်ကြရမိသာဖြစ်၏ထို့သောမလောက်ပါက တူဝေအောင်းလိုဟုသော တူဝေရိုးရာဖြစ်တံ င့်မြင်ဟူ၍ဆွဆွမမြဲယုံကြည်သည့်အတိုင်းအမှန်ပင်မိမိအိမ်ထောင်တွင်တမျိုးတမျိုးချုံရင်ချက်ရှိလာမည်ဖြစ်သည့်ဥပမာဖျားနာခြင်းစီဝါဆုပ်ယုပ်ခြင်းတာသမီများချူချခြင်းညံထိုင်ခြင်းစွန့်ဝခြင်းယူသွခြင်းအစရှိသည့်ဘေးဥပတ်များရောက်တတ်ကြောင်းယုံကြည်ကြသည် အပြိုလူပြိုတမီးစားနှူးလက်ထက်ထိန်များရင်ရည်ရွယ်ကြပြီဆိုရင်ယောက်ျားလေးကမိမိအဖို့ကာလာသောအနေငယ်နဲ့မိန်းကလေးအိမ်သို့ညဦးချိန်တွင်သွား၍အာတို့ဖန်ဟုခေါ်သောအိတ်ခန်းဝင်ခြင်းတလေးရှိကြောင်းတွေ့ရှိရပါသည်အိတ်ခန်းဝင်ပြီးနောက်သမီးရှင်မိဘရှိတွင်မိဘတို့နှစ်ဦးထိန်းများလူကြကြောင်းရသက်ပန်းပေါင်းတင်ကြရန်ရည်ရွယ်ကြပြီးဖြစ်ကြောင်းကတိဝင်ခံချက်များပေးကြရသည် လက်တထိန်များရဲ့ရမတိုင်းမီရဲ့အနှဲငယ်အတွင်ရွာသူရွာသားများအလုံးမိသားစုစိတ်ထက်အပြေအဝဖြစ်လာရောက်ကူညီကြ၏အတူတပြေရွရွာရှိ အပြုလူပြုများနှင့်ဝိုင်းဝန်းကူညီလှူဆောင်ကြ၏လောက်ကိုင်းဖွဲ့ရများကိုသူတမျိုးငါတဖုံ လောက်ကိုင်းရင်အပြင်းပြင်းဟာသစကားများလဲပြောကြရဲမောကြနဲ့ပြောစရာကောင်းလာ၏လက်ထက်ထိမ်မြသောနေ့တွင် တူဝေရှိရာအစောအုံနှက်ကွန်းတို့သွားရန်တနေ့သောသုံးနိုင်ကစပြီးချုပ်တင်ပြင်ဆင်မှုများလောက်ကြရသည်ဥပမာသူတို့သားကင်ဆောင်သွားရင်အုံသီးနှလုံးသူတို့သမီးကင်သွားရင်ကွန်းကွန်းဒီကွန်းရွက်ထုံအပြည့်အစုံပါသောကွန်းအင်းနှင့်ကောင်းကျင်းဆန်နှွေမုတ်ပေါပေါခေါပြင်း ပြားဖျောင်းတပြေခတ်တို့ကိုကြိုတင်းပြင်ဆင်ထားရသည်ပြားဖျောင်းတိုင်ကိုဈေးမဝယ်ယူသောဖျောင်းတိုင်မဟုတ်ပေမိမိတို့ကိုယ်တိုင်လုပ်ယူရသည် နနက်မိုးလင်းသောတူပေရှိရာသို့မိတ်ဆွေအပြူလူပြိုးများနှင့်တပြောတပြားသွားကြ၏သူတို့သည်အုံသည်နှလုံးကို ဆွဲသွားရသည်ကဲ့သို့သူတို့သမီးမှာအဝေးပြူပြေထုတ်ထားသောကိုင်းကိုဆွဲသွားရသည် ွားရလန်းတလျှောက်လုံးတပြော့တပြားရှိလာ၏သူတို့သားနှင့်သူတို့သမီးနှစ်ဦးစလုံးသည်ကရင်ရိုးရဝစ်ဆောင်ကိုဝစ်ဆင်ကြရသည် အခြားရွာမှကာလာသားတစုသည်တူဝေဆောင်နေမလန်မကန်းတနေရာတွင်ဝိုင်းဖွဲကရောက်လာသည်များစုံတွဲများအပြော့တန်းတယောကြလည်းရှိသည်စုံတွဲမောင်နှံများကမိမိတို့အတွက်မင်္ဂလာနေ့ရဖြစ်သည်ဖြင့်စိတ်ဆိုးရရိုးထုံးစံမရှိပေ သူတို့သမီးယုံမလလင်အမျိုးမျိုးတရောပြောဆိုကြတကယ်တော့သူတို့သာအယုတ်ဆိုးအကြီးတန်းလင်လေရှားစရာမရှိအောင်ကြည်စားတရောကြမည်ဖြစ်၏တယောက်ကတရောလိုက်တိုင်းကြံကာလသားများကတဝါသားဝါနဲ့ရင်မောကြသည်မှာပြောစရာကောင်းသောမြင်ကွင်းတစ်ခုပင်ဖြစ်သည် တူဝေဆောင်နတ်ကွင်းတွင်သို့ရောက်တော့လုံဆောင်ရန်ရှိသည့်များကို တူဝေစရာနတ်စရာနဲ့အတိုင်းမဲ့လုံဆောင်ကြရ၏သူတို့သာယူဆောင်လာသောအုံသီးနှလုံးအနှံအကောင်းဆုံးတစ်လုံးကိုအခွန်ခွာထိပ်ဖောက်၍ ူဝေဆရာကအုံရည်ကိုတက်ဆိုင်ရနေရများတွင်သုံးချရင်းဆူတောင်းပေးရသည်တူဝေတွင်ရှိနှစ်သော ြေပန်ကန့်သေးတွင်ကွန်ရက်ထဲမှပါလာသည်ကွန်ဒီကွန်ရက်စေးထုံးနှွင်းပြပြောင်းသုံးတိုင်းကောင်းချင်းဆန်ဖြင့်စီစဉ်ကကရော့ဝဲပြင်သည်ထိုကရော့ဝဲပကန်းကိုစုံတွဲမောင်နှင်းအူကိုင်မြောက်၍ရာသက်ပန်ရိုးမြေချပေါင်းသိမ့်နေထိုင်ရပါစေကြောင်းတူဘေးဆရာကဆုတောင်းပေး၏ထို့နောက်ပြပြောင်းနိုင်သုံးနိုင်ကိုမိညိပူဇော်ရသည်စုံတွဲမောင်နှင်းသည်နှွင်းရှိကိုတပြေးခတ်၍သုံးချိန်စီတူဘေးစီရီကိုပတ်ပြန်ရသည်ဆက်လက်၍တူဘေးစီရီရှိရှိသုံးထရီတိုင်း ်းဂရိသစ္စာဆိုရန်တိုင်းတွင် ပြားဖြောင်းတိုင်ဖြင့်မိညိပူဇော်ပြီးစုံတဲမောင်နှံတို့သည်ဂရိသစ္စာပြုကြရသည် တူဝေဆရာကတော့ပွဲနှင့်ငွေငါးမှတ်ကိုလူရသည်စုံတဲမောင်နှံသည်တိတက်ငွေတစ်ချက်စီကိုလည်းစုမောင်ကောတောင်းပေးသူများအတွက်အထက်မှန်လူကြရသည်လည်းရှိ တူဝေလက်ထက်ထိမ်းမြရာတွင်မုံမတဲ့မီအချိန်အတွင်းပြီးအောင်လှောက်ဆောင်ကြရမည်ဖြစ်သည်တူဝေစီရီမှာပြန်လည်မထွက်ခါမီသူတို့သည် ေရီရင်ပြင်တွင်သုံးဘက်ပတ်ရဤနှနှွေးမုံနှဲငယ်ရောထားသော ကောင်းချင်းဆန်ပပေါက်များနှင့်တူဝေစေရီကိုပတ်ရင်စေရီဤထီတော်ထီရအောင်ချေရဤ တူဝေစီရီသည်ဆယ်ပေကျော်သားမြင့်သည့်ဖြစ်ထီးတော်သို့နှင်းဝင်းရောက်သောကောင်းရင်းဆန်နှင့်ပပောက်တို့ကိုရောင်းအောင်ကျဲနိုင်သည် ဖြစ်ပေရာထီးတော်ရှိဆဲလဲကလေးထီကိုထီအောင်အတန်မြင်လင်းဝေဖွာလာမည်သာသမီများသချင်းဆိုအတန်ကောင်းမည်ဟု၍၎င်းစေရီကိုမြ мян ပတ်လင်းသာသမီတတလက်လက်ရှိမည်ဟု၍၎င်းနေနေပတ်လင်းသာသမီနေကွေလေးလံမည်ဟု၍၎င်းအတီးတီးယုံကြည်ရင်ဆွဲရှိကြသည်ဤများနှင့်လက်ထက်ထိမ်များခြင်းပြ ီးဆုံးပြီဟုမဆိုနိုင်သေးပြီသူတို့သားဘက်နှင့်သူတို့သမီးဘက်သက်ဆိုင်ရာအနွယ်သက်စုမီယိုဖလာလေတုံးစံတရက်ဆက်လက်လုံဆောင်ရန်ကြံရှိနေသေးသည်တူဝေကိစ္စများပြီးသည့်နောက်မိဘဘဝအဆက်ဆက်ကကိုကိုွယ်လာခဲ့ကြသော တူဝေရိုးရာဇေရီကလေးတို့ဆက်လက်သွားရပြန်သည် တူဝေဇေရီကလေးနှင့်မသက်ဆိုင်သောအနွယ်စုများသွားရန်မလို့ထိုဇေရီကလေးမှလည်းရွတ်ဖတ်ဆူတောင်းပြီးရန် တူဝေဆရာရှိသည် တူဝေဇေရီကလေးတွင်တစ္ဆာဆိုပြီးတော့ မိဘဘိုးဘွားဆက်ဆက်ကကိုကိုွယ်လာခဲ့ကြတော့ညောင်မင်းကြီးရှိရာသို့သွားရောက်ကြတော့တိုင်တဲကြရပြန်သည်ညောင်မင်းကြီးတို့ရောက်တော့ညောင်မင်းကိုချီမြင်ကျိုးဖြင့်ခုနှစ်ပတ်ရစ်ပတ်ချီနာမထားပြီးကြော့ဝဲတော်ဝဲတင်ကပူဇော်ကြော်ရသည် ဤသို့အစင်စင်သွားရောက်ကြရာတွင်ပင်ပန်းသည်ဟူမယူစားပဲအပြိုလူပြိုများလိုက်ပါသွားကြဖြစ်ရာတဦးကိုတဦးချိန်လာဆောင်လာဖြင့်တပြိုတပါရှိလာသည် လိုက်ပါသူများထဲတွင်ဦးစည်းကောင်းဆောင်မှုပြုပေးရန်အိမ်တော်ရှင်ယောက်ျားမိန်းမကြီးများလည်းပါရှိပေးရမည် အပြန်ခရီးတွင်အရက်တောက်တဲ့သူများက အရက်ကိုအနေတော်တောက်တုံကြပြီးကားကြခုံကြသချင်းဆိုကြရင်းနှင့်တပြိုတပါရှိလာသည်သူတို့သမီးသည် အပြန်ခရီး၌ကိုင်းရီကိုပင်ကိုင်းဆောင် ောင်သွားရမည်ဖြစ်ရာလမ်းတွင်မိသူမဆိုးကွန်းဆလိုကတောင်းယူစားသုံးနိုင်ကြမည်သာဖြစ်သည်သူတို့သမီးနှင့်သူတို့သာရဲရွာနေအိမ်သို့ပြန်ရောက်တော့လေကားအထက်မှသည်အိမ်ခန်းအထိအစစ်စစ်ကျိုးဖြစ်ကြ၍ခဲဘိုးတောင်းကြသည် ဂျင်းနဲ့လောက်သောခဲဖိုးကိုပြီးမှသာတန်းထားသောကျိုးကို ဖြုတ်ပြီးသွားခွင့်ပြု၏ထို့သောခဲဖိုးတောင်းချင်းတွင်စိတ်ဆိုးခြင်းမရှိရပြီးအိမ်သို့ရောက်သောသူတို့သားနှင့်သူတို့သမီးလက်ဆောင်ထမင်းစားရသည်မိဆောင်ဖဆောင်အပြူလူပြိုနှစ်ယောက်စီမိမိတို့နှင့်အတူ ထမင်းစားကုန်တွင် ထမင်းထိုင်စားရသည် ထမင်းစားတင်မစားမီသူတို့သားနှင့်သူတို့သမီးအပြန်အလှန်သုံးချိန်တိတိထမင်းခွင့်ကြွေကြရသည်မိမိတို့ထမင်းစားပြီးမှသာကျန်သူများအလုံးထမင်းစားတင်စားရမည်ဖြစ်သည် ညာဟိုချိန်တို့ရောက်တော့သူတို့သားနဲ့သူတို့သမီးတို့ဤနှောင်းနှစ်ဖက်မှာမိဘဘွားများကိုကြောကြရပြန်သည်အကယ်၍မိဘများမရှိပါကအရက်ကွန်းရနီရိုးရပန်းတို့ဖြင့်မိဘတို့အတွက်အရှိအရက်တို့၎င်းဘွားများအတွက်တောင်မဲ့ရက်တို့၎င်းရည်စူး၍တိုင်တဲကြောကြရသည်ဤတွင်သူတို့သားနဲ့သူတို့သမီးနှုတ်အချင်းလင်းများဘွားတို့ရောက်ရှိသွားတော်သည်